ဒါကတော့လူရဲ့အသက်ကိုကဲတင်ဖို့စနစ်တကျကိုလေ့ကျင့်ခံထားရတဲ့ K9 ခွေးလေးတွေပဲဖြစ်ပါရင်ပြီးခဲ့တဲ့ငလျင်လှုပ်ခတ်မှုအပြီးမှာတိုက်ပီးသူတွေကိုကဲတင်ဖို့အတွက် K9 ခွေးလေးတွေကိုထိုင်းနိုင်ငံကငှားရင်ခဲ့တယ်ဆိုတဲ့သတင်းဟာလည်းအတော့ကိုနမည်ကြီးလို့နေပြီးတော့မြန်မာနိုင်ငံကိုယ်တော်မှစင်ကာပူကဲဆယ်ရေးအဖွဲ့နဲ့တူ K9 ခွေးလေးတကောင်ကရောက်ရှိနေတယ်လို့လည်းသိရပါပြီ။ဒါကြောင့်မလို့ဒီခဏရဲ့ဗီဒီယိုလေးထဲမှာတော့ K9 ခွေးလေးတွေလူကိုဘယ်လိုမျိုးကဲတင်ကြတယ်လဲ။ K9 ခွေးတကောင်ရဲ့စွမ်းဆောင်ရည်ကဘယ်လောက်ထိကိုမှမြင်ပါတယ်လဲ။ K9 တင်တဲ့เจ้าကရော ဒီခွေးတွေကိုဘယ်လောက်ထိအောင်မှပြိုးထောင်ပေးတယ်လဲဆိုတာကိုဒီကနေ့ရဲ့ကိုရဲမြမ Channel လေးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တကယ်တော့ခွေးတွေဟာငလျင်ရဲ့ရှေ့ပြေးလက္ခဏာဖြစ်တဲ့ချိန်နှုံးနေပါတဲ့အတန်တွေကိုတော့မှကြားနိုင်ပါတယ်။ လူတွေမခံစားနိုင်တဲ့ငလျင်မလုတ်ခင်ထွက်လာတဲ့အီတိန်တန်ခွေအနှံ့ကိုလည်းခံစားရရှိကြပါသည်။သူတေသနာမှတ်တမ်းတွေရကတော့အိမ်ဝဲခွေးလေးတွေရောက်ရက်ခတ်နေပြီးတော့နေရာမရဖြစ်နေရင်တောင်ပြေးမြောက်ပြီးနဲ့ဒေါက်တနေရာမှာညင်ပြီးတော့ဝင့်နေရင်မကြခင်မိနစ်ပိုင်းအတွင်းမှာငလျင်လှုပ်မဲ့အကြောင်းကြိုတင်သိရတယ်လို့လည်းဆိုကြပါသည်။ဒါကြောတာမန်ခွေးတကောင်ရဲ့လူတွေကိုကောင်းကျိုးပြုပုံပဲဖြစ်ပါသည်။ဒါပေမဲ့လို့ K9 လို့ခေါ်တဲ့ဒီခွေးလေးတွေကတော့တာမန်ခွေးတွေထက်အစာပေါင်းများစွာစွမ်းဆောင်ရည်ရှိပြီးတော့လူတွေကိုကယ်တင်ဖို့အတွက်ကိုတရိတ်ဆန်လေးကျင်ရင်နဲ့မွေးမြူရေးတင်တဲ့အကြောင်းကနေတဆင်စနစ်တကျကိုမွေးထုတ်ခံထားရတာ တာလည်းဖြစ်ပါတယ်။ K9 ခွေးလေးတွေဟာ Belgian Malinois နဲ့ ဂျာမန်ရှိဟယ်လိုခေါ်တဲ့အမဲလိုက်မျိုးရင်းကနေဆင်းသက်လာတာဖြစ်တဲ့အတွက်လူသားခန္ဓာကိုယ်ကနေထွက်တဲ့တွေးနဲ့ချွေးနဲ့တွေကိုလည်းမီတာတရာအကွာဝေးကရောင်မှခန့်စားပြီးတော့ခြေရာကောက်နိုင်တဲ့အရည်ချင်းကိုရှိကြပါသည်။ဒါကြောင့်မလို့ဒီလိုမျိုးအလားအလာရှိတဲ့ခွေးတွေကို K9 တင်တဲ့ကြောင့်ကရှစ်လသားအွယ်ကလေးကကို training ကောင်းကောင်းပေးပြီးတော့တဘာဝဘေးအန္တရာယ်တွေကြုံလာတဲ့အခါမှာကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးချနိုင်အောင်လို့ပြင်းပြင်းထန်ထန်ကိုတင်ကြပေးခဲ့ပါသည်။လေကျင်းရမှာလည်းတာမန်ထက်များစွာပြင်မှန်တဲ့အမြင့်ခုံတာအပြိုပြက်တွေချားတဲ့ကိုရေရေဝုန်ဝုန်တော်လာတာ။ ကျူတချောင်းတဲ့ပေါ်မှာလမ်းလျှောက်တာစရရီပြင်ကိုမှအနှဲချီရကောက်နေလက်နဲ့တတိပေးချက်ကြောင်ညာနီရီကိုပါထည့်သွင်းပြီးတော့တင်ကြားထားပါပြီ။ပို့ပြီးတော့အစင်းမြင့်နဲ့တင်ကြားရေးနေစနစ်တွေမှာဆိုရင်လေမီကိုတဲ့မှာအနံခန်းနီရေတဲကလူတွေကိုကဲတင်နေတွေကိုပါပါဝင်ပါပြီ။ဒါပြင်ကိုမှ VR နေပညာကိုတုံးပြီးတော့ငလင်းတန်ခံနေရတဲ့အစာအုပ်တွေတဲကိုဝင်ရောက်ကယ်ဆယ်ဖို့ကိုပါလေ့ကျင့်ပေးထားတယ်လို့လည်းသိရပါပြီ။ကယ်ဆယ်ရေးသမားတွေရဲ့ပြောဆိုချက်အရဆိုရင်တော့ K9 ခွေးတွေဟာမီကိုတွေကြားကလူအနံ့ကိုခန်းစားမိပြီးတော့မီလောင်နေတဲ့အခန်းထဲကကလေးတွေကိုကိုယ်တိုင်ဆွဲထုတ်ခဲ့တာပါ။ ဂျပန်နိုင်ငံမှာလည်းအစာအုပ်ပြတ်ထဲမှာ82နှစ်နာရီကြာပိတ်မိနေတဲ့လူတအုပ်ကိုကေနိုင်ခွေးလေးတွေကြောင့်ပဲရှာဖွေတွေ့ရှိခဲ့ပါတယ်။2023ခုနှစ်မှာဆိုရင်လည်းကေနိုင်တကောင်ဟာအီတလီနိုင်ငံကမီးလောင်မှုတစ်ခုမှာကလေး3ဦးကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒီခွေးလေးရဲ့နေစဉ်ဘဝကလည်းလူတွေထက်တောင်စနစ်ကျပြီးတော့အစာအတော့ကအစာတတ်မှတ်နှုံထားတဲ့အတိုင်းကိုအသားဘလောက်အရွယ်ဘလောက်ဆိုပြီးတော့စားရခဲ့ပြီးတော့အချင်းပြည့်ကယ်ဆယ်ရေးနည်းလမ်းတွေကိုပဲတင်ယူရပါတယ်။ဒါကြောင့်မို့လို့ဒီခွေးလေးတွေကိုမြန်မာနိုင်ငံငလျင်မှာသာအသုံးချနိုင်ရင်ပို့ပြီးတော့အကျိုးထူးမယ်လို့မျှော်လင့်ရပေမဲ့လက်ရှိမှာတော့မန္တလေးကတောသားတွေကခွေးစုံရဲ့ချက်စား ဖို့ပဲတည်တာမို့လို့ကေနိုင်ခွေးမပြောနဲ့ရရွတ်ခွေးတောင်မှမန္တလေးသားတွေကိုဝင်ခွေးမှာမဟုတ်ဘူးဆိုပြီးတော့လူတိုင်းကတွက်ဆနေကြရတာလည်းဖြစ်ပါတယ်။ကေတာကတော့လူသက်ကိုကဲဖို့စနစ်တကျကိုလေ့ကျင့်ခံရရတဲ့ကေနိုင်ခွေးလေးတွေအကြောင်းပဲဖြစ်ပါတယ်။